ဟိုင်းချရမီဝပီတူနီကိုမော်မာများအလုံးမဲ့မင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ16ရက်နေ့ကျွန်တော် တင်လာနေနေ့လယ်ပိုင်းဗီဒီယိုသဘောနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတွေသတင်းကောင်းများစွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးပေးခေါ်လိုက်ပါရယ်ကျွန်တော်တို့အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲတော်လန်သတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကိုအပြောင်းရွှေ့ဖြစ်ရထုတ်တို့ပြောင်းရွှေ့လာတဲ့ခမရရနေရာ37က ဒုတယမှုဘုံမှုဝင်းတာဆိုတော့တယမှုကိုပြောင်းရွှေ့တရင်ပို့ပြီးအပြန်ရခိုင်တပ်တော် A ပြစ်ခတ်တဲ့ sniper ကြီးထိမှန်ပြီးတော့မှတေဆုံးခဲ့တယ်ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။ဒီဘုံမှုကမြစ်တင်နာမပါခါကနေပြီးတော့မှဦးစီရရှိဒုတိယတန်းဆရေး A2 ကနေ26ရက်နေ့9လအကနေပြီးတော့မှပြောင်းလာခဲ့တာပြောင်းပြပြချင်းလရင်ကြုံတဲ့တခါတဲ့ကြောက်ဖြစ်ရောက်တယ်။တယမှုစကန်ထိုင်တဲ့စီကိုတွားပြီးတော့မှတယမှုကိုတရင်ပို့တယ်တရင်ပို့ပြီးပြန်လာမှ sniper ထိပြီးတော့မှတေသွားတယ်ဆိုပြီးတော့မှ serial ဘူးကြီးစုံရောနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။ တည်ဆုံးသွားတဲ့ဘိုးမိုးဝင်းသားရဲ့မိမဖြစ်သူဟာဆိုရင်လည်းမြစ်ချနာမျိုးမှာတောင်းရန်ကြမ်းတဲ့လူရဲဦးတယောက်ဖြစ်တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်အခုတလောတတရင်မျိုးတွေရဲ့ပြောဆိုမှုတွေရကျောက်ဖြူမျိုးနဲ့တပ်ဖွဲ့တွေမှာအေဘေကနေပြီးတော့အသာစီးရရှိနေပြီးတော့စစ်ကောင်စီတပ်ဘက်ကတည်ဆုံးမှုတွေများပြားနေတယ်လို့သိရတာပဲဖြစ်ပါတယ်တည်ဆုံးသူတွေထဲမှာဆိုတော့စစ်မှုထမ်းတသားတဲ့များပြားပေါ်ဝင်နေပြီးတော့မှစစ်မှုထမ်းပတ်စင်9နဲ့တဆယ်ကတသားတဲ့များပြားတည်ဆုံးခဲ့တယ်ဆိုတော့နောက်ထပ်တရင်ပဲဖြစ်ပါတယ်ဆိုတော့အခုဆိုရင်ကျောက်ဖြူမျိုးနဲ့မှာအခြေအနေမကောင်းတော့တဲ့ပါတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေများစွာရှိနေတာပြီးတော့ သူတို့ရဲ့ဘိုးမိုးတွေပြီးတော့မှရထူးသိုးပြီးတော့မှခုဆိုရဲကြောက်ပြမျိုးရရှိလာတဲ့စကောက်စီတက်ဖို့နေရဆိုတော့ A ရဲ့ဒီလိုမျိုးဖြစ်ခမှုတွေကိုကြောင့်တည်ဆုံသွားတာပဲဖြစ်ပါတယ်ဒါကတော့ကျတို့အရခတ်တော်ကနေပြီးတော့မှစကောက်စီတက်ဖို့တွေကြောက်ပြုံနဲ့ဂျာနဲ့ပေါ့နော်ဒီရဟန်ပြည်နယ်ထဲမှာရှိတဲ့မြို့တွေကနေပြီးတော့မှအပြည့်တိုင်းချင်းမို့တုတ်တင်သွားဖို့စတင်လို့ဆောင်နေပြီဆိုတော့တရီမျိုးတွေကျတို့ခုဆိုရင်ကြားနေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မန္တလေးဥပိုလ်ထောင်ဘူဝါမှာထောင်အာဏာပိုင်တွေရဲနေမှုကြောင့်ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ိုဝင်မွန်းနိုင်ပါဝင်နိုင်ငံရေးအကျဉ်းသား50ကိုစေဝတ္တခွင့်လုံးဝမရရှိကြဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေပြန်မပြောဆိုထားဖြစ်ပါတယ်။ရဲတဲ့ဟာကလည်းစနစ်တကျကိုရည်ရွယ်ချက်ရှိရှိနဲ့ထောင်ဝင်မှာဥကျအောင်လို့ရဲတဲ့ကိစ္စရဖြစ်တဲ့အတွက်စေဝတ်ဆောင်ရှောက်မှုကတော့မရရှိဘူး။ဒီလိုဖြစ်အောင်ကိုတရားရည်တဲ့အတွက်စေဝတ်ကူတာဖို့ဆိုတာအခက်အခဲတွေများကြီးပဲကျွန်တော်တို့နိုင်ငံတွေအတွက်ရှိပါတယ်ဆိုပြီးတော့မှ PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကနေပြန်မပြောဆိုထားဖြစ်ပါတယ်။ဥပဒေထောင်ရတဲ့တစ်ဆင့်နိုင်ငံရေးအကျဉ်းသားတချို့နဲ့ရည်စုံမှုကြောင့်ကြာခံနေရတဲ့အကျဉ်းသားတွေကို ဇွန်လ17ရက်နေ့မှာမြင်းချန်ထောင်နဲ့မကွေးထောင်တွေစီကိုတီတီပို့ဆောင်ခံလိုက်ရတယ်လို့လည်းကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်ချုပ်ချယ်ပြီးတော့မှဟုတ်ဆိုရင်တပ်ပြတာတွေပြီးတော့မှထောင်ပြောင်းပြောင်းချင်းမှာပဲထောင်ဝဝမှာပဲရဲနေမှုတွေကြောင့်ခုဆိုရင်ကျွန်တော်တို့အနေနဲ့စီရောက်ဖို့တော့ခုနှစ်တော်မှမရရှိတော့ဘဲနဲ့တစ်တေဆုံးမှုတွေလည်းမြပြနေတာပဲဖြစ်ပါတယ်စကောင်စီရဲ့ဥပဒေကိုလည်းတလုံးချလို့ပြီးတော့မှကျွန်တော်တို့ဒီအကျဉ်းသားတွေနဲ့ပြည်သူတွေပေါ်မှာရဲဆက်ဆက်လို့တတ်တဲ့ပြုမှုတွေကြောင့်ခုဆိုရင် နိုင်ငံတကာနဲ့ပြည်မှာဖိအားပေးလို့ဆောင်မှုတွေရှိလာတာမဟုတ်လို့ပေါ့နော်စစ်ကောင်စီအနေနဲ့သူတို့ရဲ့လူရတွေတပြန်ပြီးတော့မှပေးဆက်မယ်ဆိုတာကိုအခုဆိုရင်ကျွန်တော်တို့တလေးပဲချင်တာပြည်သူတွေအားလုံးကနေပြီးတော့မှငြိတညိုထက်ပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေခင်မဲ့မှာပထမဆုံးအနေနဲ့ကြံပါကတော့ရေဘော်ရှယ်လင်းနေပြီးတော့မှရွှေဘုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ပြိုဆော်တိစခန်းကိုကျွန်တော်တော်လန်ပူပေါင်းတပ်ဖို့နေပြီးတော့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရေဘော်ရှယ်လင်းဘယ်လိုမျိုးတရင်ကောင်းနေပြောဆိုထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော် ဆယ်ပင်ကျွန်းမှာရှိတဲ့ကျွန်တော်တို့ resorting ရွာကိုကျွန်တော်တို့တပ်ဖွဲ့ဝင်တွေစတင်တိုက်ခိုက်ပြီးတော့တိတိတိုက်ပွဲတွေအတွင်းမှာ jump pass ခွေးတက်အထိုင်စကန်တစ်ခုလုံးကိုအပီးတက်တိုက်ခိုက်တိမ့်ပိုက်ပြီးတော့အဲ့ဒီရွှေဘိုမြို့နယ်အတွင်းကဆယ်ပင်ကျွန်း resorting ရွာကိုပြူရှင်းလင်းရေးလုပ်ဆောင်ခဲ့ပါတယ်။အားကိုရှင်းလင်းပြူရှင်းလင်းရေးဘယ်လိုလုပ်တာလဲ။ကျွန်တော်တို့ရွာထဲမှာရှိတဲ့မိဘပြည်သူတွေကိုတီးပေးလိုက်ပါတယ်။ကြော်ရက်ကနေပြီးတော့ခေတ္တခဏထွက်ခွာပေးဖို့ ဆိုတော့ဘာလဲမှချေကျွန်တော်မိဘပြည်သူတွေကကျွန်တော်ပြည်သူကဝေးတက်ဖွဲ့ဝင်နေအပြည့်ဟောပူပေါင်းပြီးတော့ကောင်းကောင်းမွန်မွန်ဒါသူရဲ့ဒါကလေးတွေကိုလက်ဆွဲအသူရဲ့အထုပ်တွေလည်းအများကြီးတည်ဆံမလို့ပေါ့လူပဲထွက်ခိုင်းတာအိမ်တွေကိုဘာမှကျွန်တော်တို့ကဒါဝင်ရောက်ရှာဖွေတာတွေဖြတ်စီးတာဘာမှမရှိဘူးသူတို့ကယုံကြည်ပြီးသားသူတို့ဒေသခံပြည်သူကဝေးတက်ဖွဲ့ဝင်တွေကိုယုံကြည်မှုအပြည့်ရှိပြီးသားဆိုတော့အားလုံးထွက်သွားတယ်ထွက်တဲ့လူတွေထဲမှာမှဘယ်ကောင်ဟာပြူလဲဆိုတာကိုကျွန်တော်ဒေသခံကာဝေးတက်ဖွဲ့ဝင်တွေကသိပြီးသားဘာကြောင့်သိတာလဲကျွန်တော်တို့ပြည်သူရှိမှအဲ့ဒီသတင်းကရှိပြီးသားအဲ့တော့ မင်းတို့အကုန်လုံးရေကြီးပေါ်မှာဝင်ရအောင်တန်းစီနေစမ်းအကုန်လုံးပေါင်းလိုက်တော့စုစုပေါင်း18កောက်ဆောက်ရွာအရာတဲမှာယူ18កောက်ရှိတယ်ဒါတော့ဖပေးွားတဲ့កောက်နေရှိတယ်เนาะကျွန်တော်မြင်ပါဒါဆိုရင်ကျွန်တော်မျိုးသိမ့်တိုက်ပွဲတွေကျွန်တော်တွေ့ရဒါမွေးရမြည်တွေကျွန်တော်တွေ့ရညပြကိုပြန်ရောက်လာတဲ့အချိန်မှာယူဆိုတဲ့ကောင်တွေလူမိုက်ပါဆိုတဲ့ကောင်တွေပြီးတော့ဂျုံဘာဝနေတဲ့ကောင်တွေရဲ့အဖြစ်ကိုကျွန်တော်မြင်ပါလေစိတ်ကူးနေတာပုံဖော်ကြည့်ပေး ျွန်တော်တို့ပြောပြီးသားဒီတိုက်ပွဲကအမြစ်ပါမကျန်မြေလန်နဲ့တိုက်ပွဲဖြစ်တယ်ကျွန်တော်တို့ကတော့ရှင်းစရာရှိတာကိုရှင်းသွားမှာဖြစ်တယ်အဲ့ချိန်ကျရင်တော့ရက်ဆက်တယ်မလုံးနဲ့ပေါ့ဗျာဒါဆိုရင်တော့ဒီကနေ့မှအကြမ်းဖက်စစ်ခွေးတက်တဲ့အပြူကောင်းလေးဒါပူပေါင်းပဆွဲထားတဲ့ဒါဗျူရောင်ကိုတော့တစ်ခါသိမ့်ပိုက်ပြီးတော့ရှင်းလင်းရေးလှုပ်ဆောင်ခဲ့တယ်အဲ့ဒီရှင်းလင်းရေးမှာပြည်သူနဲ့ဗျူနဲ့ခွဲခြားနိုင်ခဲ့တဲ့ဖြစ်စဉ်အဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့ Telegram မှာတင်ထားပါတယ်ကျွန်တော်မြင်ပါတယ်ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်တယ်မကြည့်ရသေးတဲ့သူတွေကျွန်တော်ရဲ့ဒါ Telegram မှာ join ပြီးတော့ဝင်အောင်ကြည့်ရှုပေးပါ ျွန်တော်ပြည်သူဟာကျွန်တော်ပြည်သူကဝေးတစ်ဖက်ဝင်ယူဘလောက်ထိတန်ဖိုးထားလဲဘလောက်ထိချစ်တယ်ဘလောက်ထိပူပေါင်းဆောင်ရွက်မှုရှိလဲဆိုတာကိုအဲ့ဒီရုပ်သံ view file မှာပဲဝင်အောင်ကြည့်ရှုပေးပါအဲ့ဒီ viewer ကိုတစ်ခါသိမ့်ပိုက်တဲ့အခြေအနေမှာလဲကျွန်တော်ဖက်စစ်ခွေးတက်ကဝိုင်းကျွဲဘုံဒီပေါင်းစပိုးလုံးကျဲချပက်ခိုက်ပြီးတော့ခုခံမှုတွေလုပ်ခဲ့ပေမဲ့ကျွန်တော်ပြည်သူကဝေးတစ်ဖက်ဝင်တွေပူပေါင်းထားတဲ့အဲ့ဒီစစ်စင်ရေး အစ်စစ်စင်ရှင်မှာရွှေဘိုကန်အမှတ်23 25 26 90 36 10 90ကြတရင်တွေနဲ့နေပါကပါတို့ပူပေါင်းပြီးတော့အမျိုးကောင်တွေရှင်းလင်းရေးလှုပ်ဆောင်နိုင်ငံချင်းဖြစ်ပါတယ်။ဒီမှာရေဘော်ရှန်လေးပြောထားသလိုပဲပေါ့နော်။ရွှေဘိုမြို့နယ်မှာရှိတဲ့ဒီ7ကြိုးကြီးရွာမှာပြူစော်တီစခန်းကိုကျော်တော်တော်လံပူပေါင်းတပ်ဖို့ဝင်နေပြီးတော့မှတယောက်ရှင်းလင်းခဲ့တဲ့နေရာမှာစစ်ခွေးနဲ့ပေါ့နော်ပြူစော်တီ16ကောင်လောက်ကိုအရှင်ဖမ်းမိရရှိခဲ့တယ်ဆိုတော့တရင်ကောင်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစခန်းစီတပ်ဖို့ဝင်နေရတော့ ပေတေပြီးတော့မှကျွန်တော်တို့ခြေရနေမှာရှိတဲ့ပြည်သူတွေပိုင်ပစ္စည်းတွေကိုခိုးရတယ်။ဒီအမျိုးသမီးတွေဆိုနေတာအမရပြုတ်ချင်းပြီးတော့မှပါနော်။အထမပြုတ်ချင်းမှုတွေလည်းကျွန်တော်များစွာချားနေရတယ်မလို့ဒါတွေကိုကျွန်တော်နေအခုဆိုရင်လောကကိုလက်တင်မခံတော့မနဲ့စကောင့်စီနဲ့ပြူစော်ရီတွေကိုတက်ရိုက်သွားရောက်ရှင်းလင်းနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကအလေးများဆုံးမှကုပြောင်းဖို့ဆိုတော့ပါနော်။ဒီလိုမျိုးလက်ရရှင်ဖမ်းမိရတဲ့ပွဲတွေလည်းများစွာရှိလာမှာပဲပြီးတော့မှပြည်သူတွေဘက်ကလည်းပြီးတော့မှသူတို့နဲ့ထက်တင်လုပ်ပတ်တဲ့ပြည်တွေကိုချမှတ်ရေးတူသွားမယ်ဆိုပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်။ ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မြင်းမြန်းနေပြီးတော့မှဘာကမျိုးနဲ့မှရှိတဲ့ပေါ့နော်တုတ်တန်သက်စပြေမှာရှိတဲ့မြေတွေကိုကြောက်တူဖို့ဆိုပြီးတော့မှလုဆောင်နေကြတဲ့ဝီလိုဘသမားတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပောက်ကွဲပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ပြောချင်တာခမားဟာဖားကံမှာနေပြီးတေဝါရဲ့လူပြောက်ဆိုပါစို့တေဝါရဲ့အလောင်းပေါ့ခမားအလောင်းဟာကမအယိုးတော်မဆွေးသေးဘူးပြာတော်မဖြစ်သေးဘူးခမားကိုခေါ်နဲ့ကော်ပြီးတော့ရော့အင်းကွတ်ဆူပြီးတော့ခမားလမ်းပြီးမှာလူလိုမတရားဘူးဆိုတာအဲ့ဒါပါတေရတော်ကောင်းကောင်းမတရားဘူးအလောင်းတော်ကောင်းကောင်းမနေရတဲ့ဘဝကြောက်တူးတာကြောက်တူးတာဘယ်လောက်မိုက်ရိုင်းလဲဆိုတာအဲ့ဒါမျိုးဘယ်သူလုပ်နေတယ်ထင်လဲ ဘူးလို့ရတယ်လေတချို့ပြောလိမ့်မယ်ဒါစစ်တပ်ကလို့တချို့လည်းညှို့လိမ့်မယ်အေးခင်ဗျားနှမလေးဘိုက်ကြီးတယ်စစ်တပ်ကပဲလာလို့မေးရမှာစစ်တပ်ကမဟုတ်ဘူးဖားကံမှာရောက်အဲ့ရရှိတဲ့ကဟို KIA တွေလုံနေတာ KIA တွေလုံနေတာကိုကောင်တွေမရေးရဘူး KIA တွေလုံမရေးရဘူးမရေးရတော့ဘလို့ရေးလဲဆိုတော့စစ်တပ်လို့မရေးဘူးမရိုင်းလိုက်တာဘာဖြစ်လဲညာဒါမျိုးတွေပြောနေတာနော်ဒါတွေကိုမရိုင်းနေဆိုတာမျိုးပြောပြီးတော့မြေတူးအလောင်းတွေထွက်လာတယ်ဘာဖြစ်လဲကိုဒါမျိုးတွေလောကလောကကောင်းတာတင်းချိုင်းကိုလောပြီးတော့တော့မရိုင်းနေဖားဖြစ်ကုန်ပြီအဲ့ဒါမဲ့ဘသူ့လိုနာမည်မတိုက်ရဘူးသူတို့ကဘာလို့မတိုက်ရလဲ KIA မို့လို့မတိုက်ရတာတိုက်ရင်သေးမှာတတ်တဲ့ကောင်ကအဲ့ဖေးဆိုကောင်မတက်ရေးပြီးသိမ့်ကြအဲ့ကောင်သိမ့်မှာ ခမတာလင်းမောင်ဆိုတဲ့တရင်တော့ကျွန်တော်ခဏပြောအဲ့ကောင်တော့နေထိုင်နေလုံးကွာဖုန်းတိုင်းဆိုကရေကရေခေါ်ကြိတ်လာတာလင်းမောင်ဘာဖြစ်သွားလဲတန်တိတ်သွားတယ်ခုတာလင်းမောင်ဘာမှမပြောရဲဘူးပိတ်တယ်ကြောက်တာမှအကောင်တုံးနေနော်ပြီးတော့ဖုန်းဖားကန်ဒဲပါပါတခါလုံခင်းမှာဆိုလို့ရှိရင်မနေရဆိုလို့ရှိရင်ကြောက်ဝိုင်းနေမှာတစ်ဖက်မှာတက်တဲ့ PI နဲ့ချနေကြိုင်မဲ့ကြောက်ဝိုင်းနေမှာလူတွေကပြောနေလုံခင်းမှာရှိရင်ညပဲကြောက်ဝိုင်းမှာလုံခင်းမှာပြောနေတယ်ဘာလို့လဲဆိုတော့အဲ့နာမှာရှိရင်ကြောက်ဝိုင်းနေမှာကြောက်တူးတဲ့သူတွေအိုးလားတူးကြတာရတယ်ကြောက်တူးရောင်းဘာလို့ဆိုတော့စစ်တပ်ကဝင်လဲလာရော KIA တွေကနောက်ဆုတ်ပေးလိုက်ပြီးတော့ကုမ္ပဏီတွေရဲ့ဟာတွေလည်းမရှိတော့မရှိတော့အဲ့ တူရပဲနေရာကြီးလွတ်သွားတယ်လွတ်လွတ်သွားဖားကန်မှာရှိတဲ့ရေမစိကြောက်သမားတွေပျော်တာခင်ဗျာစစ်တပ်ကဝင်လာလောက်ပျော်တာဆိုတာစစ်တပ်ကအဲ့ဖားကန်မှာရှိရေမစိကြောက်တွေကြောက်ထူးတာကိုမင်းတို့ဘာမှမလုပ်ဘူးတူးခွတ်ပြုတ်ပြလိုက်ပြီးတော့ခွတ်ပြုတ်တော့ဘူးဗျာမသိအောင်ဆောင်ပေးလိုက်ပြီးတော့ KIA ကိုလိုက်နေနေတာနေနေတော့ KIA လည်းမရှိလည်းမရှိဘူးကုမ္ပဏီလည်းမရှိလည်းမရှိရောရေမစိကြောက်သမားတွေကသူတို့အနိုင်ကျင့်တဲ့ကုမ္ပဏီနဲ့ KIA မရှိဘူးလဲဆိုတော့ပျော်ပြီးတော့အမဝင်တူးတာတူးလို့ကြောက်ရရလို့အမပျော်နေကြပြီစစ်တပ်ကတချို့ဆိုရင်ချိတ်ကျေးဇူးတင်နေတယ်ကြောက်ဝိုင်းနေမှာပျော်နေတာမှအကုန်လုံးတကယ်ဖြစ်နေတယ်ရုံကြီးမရုံကြီးမဖားကန်မှာတကယ်ဖြစ်နေတယ်အခုမယုံလားခင်ဗျားတို့ကိုယ်တိုင်ကိုကိုယ်စီကိုစားမလားဒါမှမဟုတ်ကျွန်တော်ပတ်စံပြေးမှာသွားကြည့်လေဖားကန်ကို တကယ်ဖြစ်နေတာဖားကမ်းမှာဟာခင်ဗျားဖားကမ်းမှာစစ်တပ်လည်းဝင်လာတော့ပွဲကြီးဖြစ်ပြီးပျော်နေကြတာစစ်တပ်ဝင်လာလို့ပျော်ပဲပျော်နေကြတာပျော်တော့ပျော်မယ်လေပျော်ကြောင်းလေးတက်ပြီးတော့အေးဟာစစ်တပ်ပျော်နေလို့မလုပ်ရကြဘူးဘာလို့ဆိုတော့ဘောမာလေးလို့ပြောခိုင်းမှာဆိုလို့တို့ကလေအဲ့တော့ဘာဖြစ်လဲဆိုတော့ပျော်တယ်ဘာဖြစ်လို့ပျော်လဲဖားကမ်းမှာရှိတယ်သူတက်တလုံးမတူရတယ်သူတို့သူတို့ကြောက်တူလို့ကောင်းအောင်မလို့မြေသာစွန့်ပြစ်မြေသာတွေကရတဲ့ကြောက်ကုန်တော့ကောင်းနေ KIA နဲ့ဝင်တဲ့တက်ထောက်ပြီးတော့ကုမ္ပဏီကတက်ထောက်ပြီးလူယူရတာမျိုးရင်ဆိုင်နေတဲ့အချိန်မှာစစ်တပ်လည်းဝင်လာအောက်ကောင်တွေမရှိလဲမရှိရော KIA ရောကုမ္ပဏီရောထွက်လဲပြရော ဲ့ဒီလူကြောက်တွေကအဲ့ဒီလူမျိုးကြောက်တွေအပေါ်ဝင်ခုနမတူရပဲနဲ့ထားတဲ့ကြောက်တွေနေရာရောတော့တူပြီးတော့သူတို့ဟိုရသလောက်ကြောက်တွေတက်ယူပြီးတော့ဒီကာလာလေးမှာရသလောက်ချမ်းသာအောင်စုကြမယ်ဆိုတူရတယ်ကျွန်တော်တို့ဝမ်းတာတယ်ပြည်သူလူထုရတာဝမ်းတာတယ်ကျွန်တော်တို့ခင်ဗျာတော့ကုမ္ပဏီတွေကြရင်ရမယ်ဆိုတာအဲ့ပြည်သူရပါတော့ဝမ်းတာတယ်ဘာကမှရှိလူသိတဲ့ချီချီပုံကိုရပါတော့ဝမ်းတာတယ်ပြောလိုက်ရင်တော့လေကြည့်လေချင်းနေပါနော် visitor ဒီလိုမျိုးကိုယ်နေရာဒေသတွေကိုဝင်ရောက်လာတယ်ဆိုရင်တော့ပြည်သူတွေကနေပြီးတော့မှလုံးဝပျော်ရွှင်နေဆိုတဲ့တတိမျိုးอ่ะဆိုရင် ်တတိမပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေကတော့ physics တက်ဝင်လာတဲ့ဆိုတော့ကြဲကွာတို့ပြမှုတွေမျိုးဆိုရှိနေတာပြပမာခုဆိုလာဒီဖာကမြို့နယ်မှာဆိုတော့ရေမစေးကျောက်သမားတွေကဆိုရင်စစ်ကောင်စီရဲ့တံကိုကြောက်ရွံ့နေရတာပဲဖြစ်ပါတယ်ဖာကမြို့နယ်မှာရှိတဲ့ကျွန်တော်ပြည်သူတွေထားထားတဲ့ပေါ့နော်ဒီ မိုင်းတွေရန်တွေကိုလည်းစစ်ကောင်စစ်နေပြီးတော့မှ drone နဲ့ပုံကျမှုတွေကြောင့်ပြောရုပ်ပြည်သူတွေများစွာတည်ဆုံခဲ့တာမလို့ဒါတွေနဲ့ပတ်သက်ပြီးတော့မှအချုပ်မင်းမင်းကနေပြီးတော့မှသတင်းကိုမောင်းချဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်အားလုံး line ပုံမှာလည်းတွေ့ထားပြီးတဲ့အချိန်ပဲဒီအလောင်းတွေမြူထားတဲ့နေရာတွေတော်မှာပေါ့နော်အခုဆိုရင်စီးပွားရေး wheel board အသမားတွေကနေပြီးတော့မှဒီမြေတွေရောက်နေတော့မလို့ကျွန်တော်တို့တော်တော်လေးကိုရုပ်အစိုးကြီးတန်တဲ့ဖြစ်တွေများစွာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ ဖောက်ကမျိုးတွေမှာဆိုတော့ KIA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ကတပ်ဖွဲ့တွေဆက်လက်ပြင်းထန်နေတာမလို့လူမျိုးချင်းတွေတွေရာဆိုရင်ကျွန်တော်တို့အမြန်ဆုံးဖြစ်ရှင်းတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဘို့အနေနဲ့ပူတူမနဲ့ပြီးတော့မှကိုရီးယားနိုင်ငံကလည်းမြန်မာဒုက္ခသည်တွေကိုလုံးဝလက်မခံတော့ဘူးဆိုပြီးတော့မှထွက်ပေါ်လာတဲ့တည်င်းပုံမှာဘယ်လိုမျိုးပြောလို့မျိုးဆောက်ပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကိုရီးယားကိုမြန်မာနိုင်ငံသားရှိတဲ့ဒုက္ခသည်တွေကိုရီးယားနိုင်ငံကလုံးဝလက်မခံတော့ဘူးဆိုပြီးတော့ ကိုတို့ကိုရမှာရှိရင်သူတစ်ဖက်မျိုးသားရေးဝါဒီတွေပေါ့ကိုရမှာလေသူတို့နိုင်ငံမှာအဓိကမျိုးသားရေးကိုအခြေခံတဲ့မျိုးသားရေးဝါဒီတွေရှိရင်ထိုင်းနိုင်ငံမှာလေမျိုးသားရေးဝါဒီတွေနောက်နိုင်ငံနဲ့နိုင်ငံတိုင်းမှာသူတို့နိုင်ငံမိမိနိုင်ငံမိမိနိုင်ငံရဲ့မျိုးသားစုစည်းပေါ့မိမိနိုင်ငံရဲ့မျိုးသားလုံခြုံရေးဆိုတဲ့အခြေအနေပေါ်တွေမှာနော်အသက်ပေးပြီးလှုပ်ဆောင်နေကြတဲ့မျိုးသားရေးဝါဒီတွေရှိကြတယ်ဆိုတော့အဲ့ဒီကိုရမျိုးသားရေးဝါဒီတွေရဲ့တက်ွက်မှုကြောင့်လက်ရှိမှာကိုရနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခတွေကိုဖော်ယူတဲ့အစီအစဉ်ရေးဆိုင်တယ်အဲ့ဒါပါလဲဆိုတော့ကိုရမှာတမန်အစ်တက်တန်ချင်းမှာပြည်ပြည်ဒုက္ခတွေဖွဲ့နော်ပြည်ပြည်ဝရံပြည် ် NUG ဖွဲ့ကနေပြီးတော့ကျွန်တော်တို့ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အသိမဲ့ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားသမ္မတအသစ်ကိုတဝင်းလောကပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်เนาะတို့ကလက်ချီးပွားတော့အုပ်စုအဲကျွန်တော်တို့ကျွန်တော်တို့ NUG ဟာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အသိမဲ့ပြုပေးပါဆိုပြီးတော့သမ္မတအသစ်ထံကို တို့တောင်းဆိုကြရဲအတနာခံကြရဲပြီးတော့တစ်ဆက်ပြန်มาပဲဟာတောင်ကိုရီးယားတမနာတက်ကမျိုးဒေါ်လာရေးမှာဟာလက်တော့ချောင်းထောင်ပြီးတော့တို့ကအားပေးရလို့ဖြစ်တယ်။ဒါကြောင့်မလို့ဒီတမနာတက်လက်ထက်မှာဟာတောင်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လိုမျိုးအလားအလာကောင်းလေးရရှိနိုင်ပါလဲလို့မျိုးဒေါ်လာရေးမှာဘယ်လိုမျိုးခွင့်လန်းကောင်းလေးရရှိနိုင်ပါလဲဆိုပြီးတော့မဆိုင်ရဝါခမန်းနေမဆိုင်ရဝါခမန်းနေလော်ကဲအော်ကဲတမနာဟာလုံးလုံးစဲမှာတော့ရှိနေငါမှာထောင်လုံးလုံးကြာရတဲ့ပွားကိုကြောက်သွားပြီဖြစ်ပါတယ်။နော်ရှိမှလည်းပဲဒီလိုဖြစ်စဉ်ရှိတယ်။ အဲ့ဒါပါလဲဆိုတော့ထိုင်းနိုင်ငံမှာမမှုဖော်ဝဲပါတီအနိုင်ရတော့အဲ့ဒီမှုဖော်ဝဲပါတီကောင်းဆောင်ပီတာရဲ့ဘုန်းကိုမြမပီမာရှိတဲ့ဘုံကျွန်းအုပ်စုတွားပြီးတော့ဘောမကြတယ်ပီတာရဲ့ဘောကိုမောကြတယ်ထိုင်းမှာပီတာကဝင်ကြည့်ကြုတ်ဖြစ်လာတဲ့အတွက်တို့အန်လူတီကဘယ်လိုဖြစ်တော်မလဲမေယူဒေါ်လာရေးကဘယ်လိုဖြစ်တော်မလဲဆိုပြီးမဆားရဝါခမိုင်းကြီးပြောခင်ချတယ်တက်ရှိတောင်ကိုရီးယားသမရတစ်ကိုလည်းတို့အဲ့ဒီလိုပဲဘောသွားပြီးမရဲတို့ကအစိုးရအဖြစ်အတိမပြုပေးဖို့သွားပြီးအတနာခံပေးမယ်အလက်ရှိမှာတော့ချိန်နေငါမှာထောင်လုံးလုံးကြာသွားတာအချိန်မကောင်းကြပါပဲ ပူတမာရပါနာကျတော့ခုဆိုရင်တောင်ကိုရဲဘက်ကနေပြီးတော့မြန်မာတို့ဟာတဲ့တွေကိုလက်မခံတော့ဘူးဆိုတဲ့တရင်တွေထွက်ပေါ်လာပြတဲ့နောက်ပိုင်းမှာကျတော့ကိုမျိုးလိုမျိုးဆက်ပြောဆိုနေတာဖြစ်တယ်သူတို့အနေနဲ့ကတော့ခုဆိုရင်ဘယ်နေရောက်ကျတော့ပြပါကနေပြီးတော့ထောက်ပို့စနစ်တွေရာဆိုရင်အားကောင်းတယ်ဆိုတာသိရှိထားတာမလို့ပါနာကျတော့ပြည်သူတွေနဲ့တော်လိုင်းရေးအစိုးရတွေကြားထဲမှာသူခွဲတက်ရှုတဲ့နေလာတွေနဲ့ပေါ်လို့ပဲဆက်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီပူတမာပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးရှုနေကြတဲ့မျိုးဝပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပိတ်ခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပါသဘောမကနေပြီးတော့မှပါနေစားတဲ့နေရာဒေသတွေကိုစစ်ကောင်ဆဲနေပြီးတော့မှလုံအောင်ကိုအပြည့်အထင်းချုံနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနောက်ထပ်ကြည့်လိုက်ရအောင်ပတ်တိုင်ကနေပြီးတော့ခုအရှိမမှာဆိုရင်ခုနော်အပေါ်ဘက်မှာဆိုရင်ပြည်နေပြီးတော့ခိုးဘက်မှာဆိုရင်ပြည်မလားဘူဘူအဘိုးယုံမကြီးရဲ့ထိတ်ဆုံးရဲ့အရှိမဆက်မှာဆိုပြည်မလားဘူယုံမကြီးရဲ့အနောက်ဘက်ဆက်မှာဆိုရင်ပြည်နေပြီးတော့ပြည်အောက်ကနေသူတို့ရှိတယ်ဒါအရာတော့အနောက်ဘက်ဆုံးပြောလို့ရတာပတ်တိုင် အရှိမပါဆိုလို့ရှိရင်ဘောနာတောင်းတဲ့ရဲ့ asset လို့ပြောရရတာဟုတ်အဲ့ဒီဂျားထဲမှာနေတယ်လက်ထက်အဲ့ဘောကြီးอ่ะအဲ့ဒီ pass out မျိုးလုံးဂျားထဲမှာအစိုးရတစ်ချက်ကအပြည့်ရှိတယ်အဲ့ဒါအောင်ကောင်းနော်ဒါတော့အဲဘီနေနေလက္ခဏာတွေလက်ခတ်တွေကိုဝါသနာပါတဲ့လူဆိုရင်ကျွန်တော်ဘာလို့ပြောလို့သိနေအကြံသာပရိနံဖြစ်တဲ့ pass out လေးလုံးရဲ့ဂျားထဲမှာရှိတဲ့နေရာတွေကထူးထူးခြားခြားကို big ဒီ terminal တွေက begin လုံးလုံးနေတယ်အဲ့ဒါပြီးတော့ဟိုမှာရှိတဲ့ပါတော့နေပတ်တဲ့လူတွေပြင်းနေဘူးလို့ အဲ့ပလဲတို့မှာဆိုလို့ရှိရင်လည်းအချင်းချင်းကကြိုးစားတယ်သူတို့ကအင်အားတုံးတုံးဖြစ်သွားပြီးတော့တစ်ခါကဒုက္ခရောက်သွားသေးရဲ့ဟိုပါတော့အဲ့ပွဲလေးတာများတယ်ဥပမာဆိုရင်ဘုန်းငကားကပလဲမျိုးနယ်မှာသူကခြေဆိုင်ပြီးတော့တုတ်ချတယ်အခုချိန်ဒီဘုန်းဘုန်းငကားဟာဒီသူတို့ NGO PDF ထဲမှာအအောင်မြင်ဆုံးနာမည်အကြီးဆုံးဒါဟိုပါပေါ့ PDF ကောင်းဆောင်ပြောလို့ရတယ်ဒါပေမဲ့ဘုန်းငကားတောင်မှပဲနာမည်အိမ်မှာမရဘဲနဲ့အခုချိန်ဒီကိုနားနေနားနေဖြစ်နေတယ်အဲ့တော့ပါဆောင်တဲ့ပတ်သက်တဲ့နာမည်တွေမှာတက်မတော်ကနေအသာစီးရတယ်နောက်ဆုံးတက်မတော်နဲ့မဆိုင်တဲ့ပန်ဆန်အေဂျင့်တွေဒါပေမဲ့ဘူးဆေးကပန်ဆေး 意思没？不是嘛？都半身，半身比多些，意思没？你要把你裤弄脚歪了，半身脚。ကဲဒီကတော့ဗနာခုဆန်တော့မြောက်လိုက်လိုပဲဒီဘေးတွေနောက်ခါတွေယူပြီးတော့မှပါနေစားတဲ့နေရာတွေတရမတွေမှာဆွန်တဲ့စကောင်စီတွေနဲ့လောကကိုဘေးကင်းလုံချွေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီနေရာတွေတရမစကောင်စီတွေနဲ့မြို့ကိုတစ်တီဆော့ဖို့တော့မှာဗောနောပြောဆိုနေတာပြီးတော့မှစကောင်စီတွေနဲ့ကတော့သူတို့နေပြီးတော့ဆိုရင်လောကကိုမလုံချုံဘူးဆိုတဲ့သဘောမျိုးကိုသူတို့ထပ်ပြီးတော့မှကြာတိနေတာပဲဖြစ်ပါတယ်ငါလေးမိတယ်လက်ခံစားရ ခုဆိုရင်ကျွန်တော်တို့တလရေတပ်ဖွဲ့တွေကနေပြီးတော့မှ2025နှစ်မကုန်ခင်မှာပဲအပြေးသိမ့်မယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတယ်မလို့မြို့လိုက်ရဆိုရင်ခေယောင်ကတန်းနဲ့ပေါ်ပန်လေးဆိုတဲ့ရှောက်လို့ပြီးတော့မှပေါ့နော်အခုလိုမျိုးတို့ထောက်ခံကြပါတယ်ဆိုတော့အိုးဆိုးရဲပါလိုက်ပြီးတော့မှယူချင်းအောင်ဆောင်နေကြတာပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်မျိုးဘာဖြစ်တဲ့အတွက်နောက်ဆုံးအောင်ပွဲတစ်ခုဖြစ်တမရရတော့မှဖြစ်ပြီးတော့မှပြည်သူ့ဘက်ကနေပြီးတော့မှဒီထက်ပိုပြီးတော့မှထဲထဲဝင်ပူပေါင်းပေါင်းပေးလိုက်မယ်ဆိုတော့မချခင်မှာအားလုံးကြားချင်နေတဲ့တော်လန်တရင်ကောင်းတွေဒီထက်ပိုပြီးတော့မှကြားရဖို့ရှိနေတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့လာမယ့်နေ့ရက်သုံးရက်အတွင်းမှာမြန်မာပြည်ရဲ့နောက်မှာမိုးကြီးနိုင်တယ်ဆိုတဲ့သဘောမျိုးပြောဆိုထားတဲ့ပေါ့နော်။ဦးထေးတင်ရဲ့ဗီဒီယိုလေးကျွန်တော်စပီရမှာကြည့်လိုက်ရအောင်နော်။ဒီကနေ့၁၆ရက်နေ့မှာဆိုရင်စောစောကမုတ်တုံလေးစီးချောင်းတည်လာတဲ့မုတ်တုံမိုးကြောင်မလို့ကျွန်တော်တို့ပထမအဦးဆုံးမြမကန်ယိုးလန်းကိုဖြတ်ပြီးတော့ဝင်လာတဲ့အခါမှာရေငွေ့ဖွဲ့နိုင်တဲ့ရခိုင်ပြည်နယ်ရခိုင်ရိုးမတောင်တန်းတစ်ခုလုံးမှာ မိုးရေကြီးလေးလမနေပါလောက်ထိ ရွာသွန်းတယ်လို့ပဲဘကိုးတိုင်းအနောက်ခြမ်းအထက်ဘက်မကွေးတိုင်းအောက်ဘက်မှာလည်းမိုးရေကြီးလေးလမလောက်ထိရနိုင်တဲ့နေသားဟာတဘာဝဘေးအန္တရာယ်ဖြစ်နေစေလို့ပြောနိုင်တယ်လို့ပဲကျွန်တော်တို့အောက်ဘက်ကမွန်ပြည်နယ်၊ကရင်ပြည်နယ်တနင်္သာရီတိုင်းအထက်ဘက်မှာလည်းမိုးရေကြီး6လမလောက်ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားဟာတဘာဝဘေးအန္တရာယ်ဖြစ်နေပြီလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ် ို့တူအချင်းပြင်းနယ်၊သခိုင်းတိုင်းအထက်ပိုင်း၊ချင်းတောင်တန်း၊မန္တလေးတိုင်းအထက်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊နေပြည်တော်၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာလည်းမိုးရေချိန်တက်တမလေးလက်မလောက်ထိနေရာစိတ်စိတ်မှနေရာကျဲကျဲမိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။စက်ခွန်ရဲ့နေ့မှာလည်းလေစီးကြောင်းဟာရော့သွားခြင်းမရှိပဲမြမကန်ယူတန်းကိုအချိန်ပြင်းပြင်းထန်ထန်နဲ့ဝင်ရောက်ပြီးတော့မြမပြည် အလဲပိုင်းကိုဆက်လက်တိုက်ခတ်နေတာတွေ့ရမှာဖြစ်ပါတယ်။စောစောကလေစီးကြောင်းပြစ်ထန်မှုကြောင့်မလို့မြမကန်ယိုတန်းအထက်ဖက်ရခိုင်ကန်ယိုရန်းကိုလိုင်းအမြစ်ပေးဆယ်ပေနဲ့ရေလိုင်းနေဆက်တိုက်တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ပင်လယ်ကန်ယိုရန်းနေထိုင်သူများနဲ့ပင်လယ်တွင်သွားလာနေသူများအနေဖြင့်အထူးသတိထားသွားလာကြဖို့မြစ်တပ်ရက်ခံပါတယ်။အဲ့ဒီရေလိုင်းနေရာဆိုရင်ဆက်ရှိရနေမှာ အနည်းငယ်ကျသွားပြီးတော့ second နေ့မှာတော့တာမာနေသားတိပြန်ဖြစ်သွားနိုင်ပါတယ်မုတ်တုံလေစီးကြောင်းဆက်လက်ပြင်းထန်နေမှုကြောင့်မလို့ second ရက်နေ့မှာလည်းရခိုင်ပြည်နယ်တစ်ခုလုံးရခိုင်ရိုးမှရခိုင်ရိုးမှနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်းနောက်ချံအေရဝတီအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးအကြီးအကျယ်ရွာသွန်းနိုင်တဲ့နေသားရှိပါတယ်မိုးရင်ချိန်လေးလံမလောက်အထိ ရရှိနိုင်တဲ့အနေအထားမလို့အထူးသတိထားဖို့လိုပါတယ်ထို့အတူ AOD တိုင်းအောက်ဖက်ချမ်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြစ်ဝါမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါလေအထူးသဖြင့်မုံပြည်နယ်နဲ့ကရင်ပြည်နယ်ဆက်ဆက်တဲ့တောင်တန်းတွေပေါ်မှာမိုးရေရင်6လမကျော်အထိရွာသွန်းနိုင်တဲ့အနေအထားဟာတဘာဝဘေးအန္တရာယ်ဆက်ရောက်တဲ့တောင်ပြိုခြင်းလမ်းပြိုခြင်းအနေအထားတွေ ဖြစ်လာနိုင်တဲ့အထူးသတိထားဖို့လိုပါတယ်တို့တူသတင်းနာရီတိုင်းအထက်ဖက်မှာလည်းနေရာကွက်ပြီးတော့မူကြည့်နိုင်ပါတယ်ဒီမှာပေါ့နော်ကျွန်တော်တို့ဦးထေးတင်းကနေပြီးတော့မှလာမယ့်နေ့အတွင်းတွင်မှာမြန်မာနိုင်ငံနေရာဒေသတော်တော်များများမှာဆိုတော့မူကြည့်နိုင်တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပင်လယ်ကမ်းရိုးတန်းမှာနေတဲ့သူတွေပြီးတော့မှမြချောင်းအိမ်တွေနဲ့နေဆက်တဲ့နေရာတွေတက်မှာနေထိုင်တဲ့မြို့ပတ်ပြည်သူတွေနဲ့တောင်ကြားချောင်းရည်တွေနဲ့သူဖြစ်ပေါ်လာနိုင်တဲ့ရေကြီးမှုတွေကိုအချိန်မီ နေတဆီကောက်ခွေနေဖို့လွတ်နေတာပြမခုကလေးကပြင်ဆင်နေတာပြင်ဆင်ပြီးတော့မှဘေးလို့ရကိုပြောင်းရွှေ့တင်နေပြီဆိုတဲ့အကြောင်းကိုအကြံပြုပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်မနေ့တုန်းကလိုပဲတပြေတော့မှရေကြီးလာနိုင်တယ်ပေါ့နော်တဘောမျိုးတွေလည်းတွင့်နေရတာမို့လို့ခုကလေးကကျွန်တော်ပြည်သူတွေကဘက်ကနေပြီးတော့မှမနေ့တုန်းကလိုမျိုးပစ္စည်းဆုံးရှုံးမှုမများအောင်ပြင်ဆင်နေနေတာပြမကျန်နေပေါ့နော်ကျွန်တော်တော်လိုင်းပစ်ချန်ကလူတွေအနေနဲ့လည်းခုကလေးကကျွန်တော်တို့ Olympic တွေနဲ့သူဒီ season ကိုအစတင်အကောင့်ထဲပေါ်ရေးဆွဲတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်မြေဘပြည်သူတွေကနေပြီးတော့မှတော်လိုင်းရေး အရှင်ဟုံကောင်းကောင်းနဲ့လိုင်းလုံးအတက်ပေါ်ဆောင်နေတဲ့အချိန်မှာဂျန်နဲ့ဒီလိုမျိုးတဘောပေးနေတဲ့လူတွေကိုလည်းကာကွယ်တားဆီးနေဖို့လွမ်းနေတာပြုမှတတ်နိုင်ဆုံးပါတော့ကျွန်တော်တို့ဒီတိခတ်ပစ္စုံနဲ့အောင်လှုပ်ဆောင်ရတော့မှချိန်ပဲဖြစ်ပါတယ်ဗီဒီယိုတည်းအလုံးအနေနဲ့လည်းစိတ်မပြအောင်မျိုးပဲနဲ့ကျွန်တော်တို့ဒီလိုမျိုးခက်ခဲကြတဲ့ကနေပြုမှအားလုံးဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပေါ်ရနေပါတော့အားလုံးခွန်ဆိုင်ကြိုးစားကြပါဆိုလို့ပြောရင်ကျွန်တော်ဒီနေ့နေခင်မတစ်ဖက်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြုသူများလုံးချူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကြွယ်ကြမှာချင်တဲ့ပြေဆုံးပြုမှ တာရဲချွန်းနဲ့နေတယ်ဖန်ဆက်ချပါစေလို့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်